ထက်သေးသေးနဲ့ကြီးပင်းခဲ့မှာပဲဒီမလေးကကိုကိုမားတာပါညီမလေးကကိုကိုတော့ညီမလေးကိုဒီတက်ပို့ပြီးစောတူးပြလို့ရှိရင်ညီမလေးခုလိုမျိုးခက်ခဲမှာမဟုတ်ဘူးကိုကိုလည်းညီမလေးကိုလေမွေးစားသွားတဲ့သူတွေကို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 နှံ့နေရောလိုက်ရှာကိုကိုဘလို့မှရှာမတွေ့ဘူးညီမလေးကကိုကိုခုချမ်းသာလာတယ်နော်ကိုကိုချမ်းသာလာတယ်ကိုကိုမပြောဘူး ကိုချမ်းသာအောင်လုပ်တယ်ဆိုတာကိုကိုညီမလေးကိုတွေ့ကျင်လို့အခုတော့နှစ်တည်းညာစောင့်နေရတာညီမလေးရဲ့ကိုကိုလည်းကိုကိုနဲ့ညီမလေးဝေးရတာကိုတော်ရင်းကြဆိုတော့အတော့ရှုံလာလေလို့နော်ထားလိုက်ပါဦးခင်ဗျာ။ဒီမလေးဟို မလေးနေခဲ့တဲ့ကြီးဟောပမာလေးကိုကိုတရားတော့ပေါ့ကိုကိုဖြစ်နိုင်မယ်ဆိုရင်အဲ့တိတ်ကအကြောင်းမြန်မာလေးကိုမမေးပါနဲ့တော့လားမြန်မာလေးအဲ့ဒါတွေကိုပြန်ပြောရမယ်ဆိုရင်အဲ့အနေမြတ်ကိုပဲအချိန်ကြီးတတ်ချင်နေလို့မြန်မာလေးကိုဖြစ်နိုင်မယ်ဆိုရင်မမေးပါနဲ့နော်โอเคโอเคโอเคဟုတ်ပြီဟုတ်ပြီမြန်မာလေးဟုတ်ပြီမြန်မာလေးမကြိုက်ဘူးကိုမမေးတော့ဘူးနော်စိတ်ရှောနော်မြန်မာလေးကိုကိုမောင်နှမရောက်ခုပြန်ဆုံပြီဆိုတော့ ကိုကိုအိမ်လိုက်ခဲ့ကိုကိုလူနေကြတယ်နော်မြမလေးမလေးဒီကရမှာပဲနေချင်တယ်ကိုကိုမမညမလေးမိရလဲညမလေးပျော်တယ်ညမလေးကိုကိုတော့ခုမှပြန်တွေ့တာလေညမလေးအချာကြီးခွဲနေရလေကိုကိုမနွမ်းဘူးလားလို့ဟန်လာပေါ့ကိုကိုရဲ့ဒါမဲ့မမလေးကိုကိုကိုနဲ့ပြန်ဆုံတွေ့ဖို့ကံတရားပါလောင်လို့ပြည့် မမယမနဲ့လည်းမခွဲနိုင်သေးဘူးညီမလေးဒီမှနေရဆိုတော့ကိုကွားတိတာပဲဘာဆိုးရင်နေရလဲချိန်ကြရင်ကိုကိုအိမ်ညီမလေးလိုက်ခဲ့ပါမယ်နော်ပြောမရလဲသဘောညီမလေးညီမလေးသဘောဟုတ်ပြီလားကိုကစိတ်ဆိုးသားလားမဆိုးပါဘူးညီမလေးမဆိုးပါဘူး ိုင်းမလေးတော့ကလေးတရားနဲ့အပြူကြီးဖြစ်နေပြီနော်မလေးဘုံမလေးကိုတစ်ချိန်ဆုံးရှုံးပြီးပြီနော်မလေးမကြခင်အိမ်အောင်ကြတဲ့အချိန်ကြလို့ရှင်ကိုကထပ်ပြီးဆုံးရှုံးအောင်မကိုကထပ်ပြီးတက်လို့ပေးအောင်ပါမလေးမလေးကကိုကိုနာနေဘဲမှမသွားပါဘူး ကိုကိုနားမှာပဲနေပြီးတော့တစ်ပလုံးပြုတ်ကြီးလုံနေမှာနော်တော်တော်ကြိတ်ကောင်းနေရပါဘုဟလားရှမ်းဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲ ။ရင်တို့အထက်လူကြီးတယောက်လုံးဒီလောက်မနိုင်မနှင်းဖြစ်နေတာနည်းနည်းအပကုသေးဘေးကိုမစင်စားတော့ဘူးလား။ရှင်ကကုမ္ပဏီကအထက်လူကြီးမလို့ကျမတို့ကကုသေးဘေးရမှာလား။တကယ်လို့ကုသေးဘေးစေချင်တယ်ဆိုလေကုသေးဘေးချင်တဲ့စိတ်ရှိအောင်ပြောတတ်ဆိုတတ်ရရှင်။ဟမနေတတော်စွာနေပါလား။ဟမ်ကျမငါဒီကုမ္ပဏီတစ်ခုလုံးရဲ့ပိုင်ရှင်ဥနေတကွန်ရဲ့အရင်ဒီဆုံးအတွင်းရေးမှုဆိုတာမင်းမမေ့နဲ့စကားပြောတာဆင်ခြင်ပြီးပြောတထဲအတွင်းရေးမှုတယောက်လုံးနေပြီးတော့ တထဲကဘာမှမကြိုက်ဆုံးလဲဆိုတာမသိဘူးလားတထဲကလေအထက်ပါအောက်ဖီကိုတိတ်မုန်းတာချင်အဲ့အောင်မသိဘူးလားကဲတော့ပါတော့တော့ပါတော့ sorry နော်မပေးပေးတင်းကပေးမယ်ဟဲ့ဖေးဖေးကကဲမှုတွေမစောင်းစေနဲ့ငါနေတထဲကို surprise time လို့ဟဲ့နေရောငါမှတ်ထားလိုက်မနေ့ပြန်ကြရင်အလုတ်ပြုတ်ပြီးသားမှတ်ထားလိုက်တထဲရဲ့အနားမှာနေပြီတထဲဘာလုံးမှတော့မသိရလို့ပါတထဲရဲ့အတွင်းရမှုတွေလား တထေးကခုချိန်ဆိုရင်ခေဟာမှာမွေးနေပွဲတော့ကျင်းပနေလောက်ပြီဟဲ့နေဘလို့သိရလဲဟဲ့နေဘလို့သိရလဲမမဒီလိုမရဲ့တထေးကရုံးမှာတခါမှမွေးနေပွဲမလုပ်ဘူးခေဟာကလေးအတွက်ပဲလုပ်ပေးနေကြတယ်လေဒါရီအားလုံးကိုအောင်နိုင်ရပဲစီစဉ်ပေးနေရခေဟာရှမား ကျမကိုခေါ်ရစေဟုတ်ကျမထိုင်ပါဦးကျမပါကိစ္စလဲရှင်ကျမညီမလေးကိုဆောင်းရှောက်ပေးခဲ့တဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါမလို့ပါဘူးကျမလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်တာပါတက်လျာရှင်ကိုအရန်တွေ့ချင်နေခဲ့တာမောင်ဝါနေ့အခုပြန်ဆောင်ကြပြီဆိုတော့တက်လျာရဲ့ဆန္ဒလေးပြေဝသွားတာပေါ့ဟုတ်ကျမ မြန်မာလေးကြည့်ရလေသူတခုခုခံစားနေတယ်လို့သူဘာဖြစ်ခဲ့လဲဆိုတာကျွန်မသိတာတက်လျာနဲ့ယမားကတွေ့ရတိတ်မကြသေးတော့တက်လျာအတိတ်အကြောင်းတရားမသိပင်နဲ့ဆုံးပြတ်ခံရတဲ့ကလေးကြောက်ရဲ့ရင်ထဲမှာအခုလိုဝမ်းနေနေတာပုံမှန်လို့ယမားမြင်တယ်ကျွန်တော်တို့ဆုံးပြတ်ခဲ့တာမဟုတ်ပါဘူးဗျာ 간တရားကြီးကကျွန်တော်တို့ညကိုဆွန့်ပြစ်သွားတာဟုတ်ညီမလို့ဆိုလို့ကျွန်တော်မဟုတ်ပါဘူးကျွန်တော်သဘောပေါက်ပါတယ်ညီမဒီချိန်မှာညီမလေးတွေအားပေးနှစ်သိမ့်မဲ့သူတယောက်လိုနေတာညီမလေးကလည်းညီမကိုရမ်းခင်တာကျွန်တော်နဲ့အတူနေဖို့ပြောတာတော့မနေဘူးတဲ့ညီမနဲ့ပဲနေချင်တယ်တဲ့တက်လျာကလည်းညီမတို့တော့ညီမအရင်လေးတယောက်လိုပါပဲကျွန်တော်ကိုယ်စားညီမလေးကိုတေချာလေးနှစ်သိမ့်ပေးပါတော့ စိတ်ချပါမြန်မာတက်လျာကိုအကောင်းဆုံးဆောက်ရှောက်ပေးပါပါဒါနဲ့ကိုနေတကွန်းစီရနဲ့မြန်မာကလေးတခုတောင်းချင်တယ်တော့ပါကြမှာကိုနေတကွန်းအနေနဲ့တက်လျာကိုအကောင်းဆုံးဆောက်ရှောက်ပေးပါတက်လျာစီမှာဘလို့အခက်ခဲအန္တရာယ်တွေပဲကြုံလာကြုံလာတက်လျာကိုအကောင်းဆုံးကာကွယ်ပေးပါမယ်လို့ညီမကိုကတိပေးပါ ကျွန်တော်ညီမလေးကိုအခုလိုမျိုးချစ်ပေးတဲ့အတွက်ညီမကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့အိမ်မကညီမလေးကိုတွေ့ရဖို့ပဲတယ်အခုညီမလေးကိုပြန်တွေ့ပြီဆိုတော့ကျွန်တော်ညီမလေးကိုအကောင်းဆုံးဆိုတာပဲကျွန်တော်ဖန်တီးနေမှာညီမဘုံမှာကျွန်တော်အကျွေးတစ်ခုတင်သွားပြီနော်အဲ့ဒီအကျွေးကိုနောက်တစ်ခါကျရင်ကျွန်တော်ပြန်ဆက်ခွင့်ပြုပါညီမလက်မခံနိုင်ပါဘူးညီမလူပီးတာပဲရှိတာဘသူဆီယာမှာကျေးဇူးရဲ့အကျွေးတင်မခံနိုင်လို့ပါ ကောင်းပါပြီဗျာ။ဒါအဲ့ဒါဆိုရင်လည်းကျွန်တော်တို့နေ့ကပြည်လျာပြည်လျာကြောင်းလေးပေါ့နော်။တင်လာလေးဖြစ်ဖြစ်နေ့တစားလေးဖြစ်ဖြစ်ကျွန်တော်ကျွေးပြရစို့။အားလုံးတော့လက်ခံပြပါနော်။ကောင်းပါပြီ။ရောစရာမရှိတော့ရင်ကျွန်မသွားလိုက်ပါအောင်။ဟုတ်တယ်။မနာကလေး မင်းမာနကြီးနေတာဒီတော့တမျိုးလေးချစ်စရာကောင်းတယ်ကန်ဒီယာရဆန်းကြတယ်နော်ဒီနေ့အောင်မင်းတို့မင်းများနိုင်တဲ့နေ့တနေ့ပဲဟဲ့ဘာဖြစ်နေလဲမင်းညီမနဲ့မင်းတွေ့ရတာမင်းမပြောဘူးလားစမောင်းနဲ့ကောင်းညီမနေတာငါ့ကိုတခုခုဖုံးဝင်ထားတယ်ငါခံစားနေရတ ဆရာမလေးစောင်းနေဖြူဟာမင်းညီမအစ်မဟုတ်ပဲအရင်လိုတူလို့မရဆိုလို့ကျင်တာလားမဟုတ်ပါဘူးမင်းညီမရဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ငါကတခုခုပုံမှန်ထားလို့တော့ငါခံစားရတယ်ဘာများလဲငါတော့တေချာတော့မသိဘူးဒါပေမဲ့ငါတို့မျိုးလုံးကိုကြည့်ရင်ငါသိနေတယ်မင်းညီမနဲ့ပတ်သက်ပြီးတော့ငါညီမရဲ့အတိတ်အကြောင်းကိုတခုခုပုံမှန်ထားသလိုပဲကွာငါခံစားနေရတယ်မင်းကတော့မင်းစိုးရင်ကြည့်နေတော့နေမှာမကွာ ေပြောဝင်ရဆိုရင်ရမောကမာနာကကြီးကြီးရှိနေမှာလေမာနာကြီးပြီမဲ့ဆာလာစိတ်ကတော့ပြေးသွားတော့သူကရှိနေဆိုတော့တောင်းတော့တော့လည်းမပြောတော့ပါဘူး